ချန်ပီယံလိမှာရှုံးပွင့်နဲ့စတွေ့ခဲ့ရတဲ့လေဗာပူးအလုံးပဲမင်္ဂလာပါဘောရီဘက်ကနေပြန်လဲကျေဇူးလိုက်ပါတယ်ပြီးခဲ့တဲ့ပရီးမီးယားလိပွဲစဉ်6မှာရှုံးပွင့်နဲ့ဂျွန်တွေ့ခဲ့ရတဲ့လေဗာပူးဟာတူရကီမီကချန်ပီယံလိပွဲစဉ်မှာလည်းရှုံးပွင့်နဲ့ထပ်မံဂျွန်တွေ့ခဲ့ရပြန်ပါတယ် အင်ရှင်ဂလာဒါဆာရီရဲ့တောင်းတင်းတဲ့လူစင်းအင်ကွင်းအားနဲ့အာဖီဂျန်နပိသက်တွေကြားမှာလီဗာပူးဒူးတောက်ခဲ့ရတာလည်းဖြစ်ပါရယ်။ဒါပြင်ကိုသမအလေးစင်ဘက်ကတိုက်စစ်မှုအီကီတီကီတို့တရားရှိသွားခဲ့လို့နိုင်ဂျင်စရာရှုံးပွဲလေးဖြစ်ခဲ့ရပြန်ပါရယ်။ဂလာဒါဆာရီကကားလုံးခဲ့တာမဟုတ်ပေမဲ့လီဗာပူးကလိုအပ်တဲ့လောက်တောင်ချေဆွတ်မကောင်းခဲ့လို့အဝေးကင်းကနေအမှတ်ပလာနဲ့ပြန်လာခဲ့ရတာလည်းဖြစ်ပါရယ်။ ပွဲစား7မိနစ်ဝင်းကျင်မှာပဲအပြန်အလှန်ဂိုးသွင်းခွင့်ချို့ရရှိခဲ့ကြပေမဲ့အသုံးမချနိုင်ခဲ့ကြပါဘူး။ပွဲကစားချိန်16မိနစ်ရောက်မှာတော့ဂလာတာဆာရီဘေတာမန်စံသမားယီမက်စ်ကိုဆိုဘူစလိုင်းတားစီးပုံချမ်းခဲ့လို့ပန်တီပေးခဲ့ရပြီးအဲ့ဒီပန်တီကိုတော့အိုစီယန်ကအပိုင်ကန်သွင်းကဥဆောင်ကိုရယူသွားခဲ့ပါတယ်။မင်္ဂလာပါ။မြန်မာချင်းနဲ့ဘောလုံးကစားချင်းသူများအတွက်ဘော်ဒီဘတ်လာပါပြီ။ လဘဦးနီးပြအနေစလော့ဟာဒီပွဲမှာပွဲထွက်လူစင်းကိုအတော်လေးအပြောင်းနဲ့လုခေးရပြီးဖရင်ပေါင်ပြန်ပါလာချိန်မှာတော့ဆိုဘုစလိုင်းကိုပဲ right back နေရာမှာရှာကစားစေခဲ့တယ်လို့မိုဟာမက်ဆာလာကိုလည်းပွဲထွက်လူစင်းကနေချန်လန်ထားခဲ့ပါရီ။ဒါကြောင့်လီဗာပူးတိုက်စစ်ကအခွင့်အရေးတွေရရှိနေပြီးမြေအုံချနိုင်စွမ်းအားနည်းနေခဲ့တာလည်းဖြစ်ပါရီ။ မိနစ်60ကျော်မှာတော့ညာနောက်ခံလူစစ်စစ်ကော်နာဘရက်ဒလီပြင်အီဆက်ဆာလာနဲ့မက်အလစ်စတာတို့ကိုထည့်သွင်းပြီးခြေပါကိုရရရှိဖို့အတွက်ဂျိုးစားခဲ့ပေမဲ့အဆင်မပြေခဲ့ပါဘူး။ဂလာနာဆာရီအတွက်ကတော့ဒီပွဲမတိုင်ခင်အထိသူတို့ရဲ့အိမ်ကွေးမှာတရေပွဲ၄ပွဲ၊ရှုံးပွဲ၄ပွဲနဲ့ရှစ်ပွဲစရနိုင်ပွဲပြောင်းဆိုနေခဲ့တာဖြစ်ပြီးဒီအချက်လက်ဟာသူတို့ရဲ့တမိုင်းမှာအရှိကြဆုံးစံချိန်ဖြစ်ခဲ့ပါရီ။သူတို့ရဲ့နောက်ဆုံးအိမ်ကွေးနိုင်ငံကွေးက2018ခုနှစ်စနေဘာလတုန်းကလိုကိုမိုတစ်မော်စကိုကိုနိုင်ရရှိခဲ့တာပါ။ လီဗာပူးကဂလာတာစာရီရဲ့အိမ်ကွေးမှာ၃ဘွဲ့တိတွားရောက်ရင်ဆိုင်ခဲ့ရပြီး၃ဘွဲ့စလုံးမှာနိုင်ဝင်ပြောက်ခဲ့ရပါတယ်။ဒီရှုံးဘွဲ့ဟာလီဗာပူးတွက်ကတော့ပြန်ပွဲစုံ၂ဘွဲ့ဆက်ရှုံးနေခဲ့ရတာဖြစ်ပြီးစနေနေ့ညမှာတော့ချက်စီသင်းကိုအဝေးကွေးမှာတွားရောက်ရင်ဆိုင်ကစားရမှာလည်းဖြစ်ပါတယ်။